အလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလစာအင်္ဂါသတိများတဲ့တလစာဟောစတန်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျွန်လာမှာဒီကာလမျိုးမှာအင်္ဂါသတိများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပေါ့နော်စီးပွားရေးစီးပွားရေးတွေလူမှုရေးတွေကအချိန်ဟုန်ပြင်းစွာဖြစ်တက်လာပြီးတော့လက်ရှိအခြေအနေထက်ပိုပြီးကောင်းတာမျိုးပိုပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံတွေ့ရဖို့ရှိပါတယ်ဒီကာလမှာမိမိရဲ့လုပ်ငန်းတွေကိုအင်တိုက်အားတိုက်စိတ်ပါလက်ပါပိုလုပ်မယ်ဆိုရင် ဒီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါပဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလှုပ်ပြီးတော့လှုပ်ရှားရှိရာလေးကိုဖျက်ဖျောက်နေတဲ့လှုပ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်။ဒါမိမိနဲ့ပြက်နာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချုံးမေ့ပြီးတော့မိမိနဲ့အလိုပေါ့နော်ဒီအဆင်ပြေသွားတာမျိုးတွေတွေ့ရတတ်ပါတယ်။နောက်ပြီးရခါကျတော့မိမိရှိကိုပေါ့နော်အဖိုးတန်ကြောက်ညက်ရတနာတွေဝင်လာတတ်ပါတယ်။ ်အဖိုးတန်ကြမဲ့နာတွေဝင်လာပြီဆိုတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါတို့တော့ ချွေတယ်ပစ္စည်းတွေရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကန်ဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်အိပ်ပင်ပန်းခြင်းကိုယ်ပင်ပန်းခြင်းတွေဖြစ်ပေါ်လာတတ်တာကိုတွေ့ရတယ်။အကြောင်းမလို့ရွှေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝင်လာလည်းမကောင်းဘူးထွက်တာလည်းမကောင်းဘူးဒီကာလမှာပေါ့နော်မိမိကအရေးကြီးကိစ္စရပ်တွေလုံးဆရာရှိတာမို့လို့ဆိုမိမိရဲ့ရွှေတယ်ပစ္စည်းတစ်ခုခုကိုရောင်းချပေါင်တယ်မိလောက်ရမှာဟာမျိုးရှိမှာတော့လုံးဝလုံးဝရွှေတယ်ပစ္စည်းတွေကိုရောင်းချပြီးလုံးဝလုံးဝမလုပ်ပါတော့ကျွန်တော်အနေနဲ့အကြံပြုလို့ရတယ်။နောက်ပြီးတော့ဒီကာလမှာပေါ့မွေးအစုလိုက်ပြုံလိုက်ဝင်ကင်းရှိပါတယ်မွေးအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါပေမဲ့မိမိရဲ့ ပန်ဝန်းကျင်မှာရှိနေမိရဲ့မိမိထက်အသက်ကြီးတဲ့သူတွေကမိမိကိုမားဆတာပဲဖြစ်ဖြစ်ပေါ့နော်ဇုံတစ်ခုအကြောင်းတစ်မျိုးအကြောင်းလို့မွေးအစုတိုက်လုံးလိုက်ဝင်တတ်တယ်မွေးဝင်လာတဲ့တောင်တွေ့ရပါတယ်နောက်ပြီးရခါကျမိမိဒီအထက်လူကြီးတွေမိမိရဲ့ မိသားစုထဲမှာရှိနေတဲ့အကြီးကြီးကဲတဲ့အသက်ကြီးတဲ့သူတွေကြောင့်မလို့စိတ်ပင်ပန်းရတာမျိုးစိတ်ထိခိုက်ရတော့ကြောတက်တယ်။နောက်ပြီးတော့အဲ့ဒီလူမျိုးတွေရာလဲကျမ်းပါရင်မကောင်းတာမျိုးဟိုပြောရမဆိုရင်ကျမ်းပါရင်မကောင်းတာမျိုးချက်ချင်းဟိုရုပ်ကြည့်ရကြီးပေါ့နော်ဟိုမူလဲဝါရမျိုးမေ့လဲဝါရမျိုးစသဖြင့်အဲ့လိုမျိုးအခြေအနေမျိုးလဲဒီကာလမှာကြုံတွေ့ရတာရှိပါတယ်။နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်။နောက်ဒီကာလမှာပေါ့နော်ခရီးသွားရတာမျိုးရှိရဆိုဒီခရီးကစီးပွားရေးနဲ့ပတ်သက်တဲ့ခရီးတစ်ခုကိုထွက်ရ မယ်ဆိုဒီကာလမှာအဲ့စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတို့တက်တာမျိုးတွေနောက်ပြီးတော့မိမိရဲ့အလုံးရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလို့ရှင်ရဲ့ဒီဟိုမားစာခြင်းကိုခံရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအလုပ်လုပ်လို့နေကြတဲ့သူတွေနေလဲဆိုရင်တော့သင်တန်းကိစ္စရပ်တွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြောင့်စိတ်ညစ်ရခြင်းအနှောက်အယှက်ဖြစ်ခြင်းအဲ့လိုမျိုးတွေလုံးဝလုံးဝကြုံတွေ့ရဖို့ရှိပါတယ်။ဒီကာလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝမဝင်စေခြင်းပါနဲ့ ငွေကောင်းတယ်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ထွက်လည်းမကောင်းငွေလည်းမကောင်းလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်နောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီကာလမှာပေါ့နော်အချီးရေးပေါ့အချီးကိစ္စရတီကကျတော့မိမိကမိရဲ့ဒီအချီးရေးမှာမိရဲ့ရည်စားဟောင်းတွေချစ်သူဟောင်းတွေပြန်ရောက်လာတတ်တယ်မိမချစ်သူရှိနေရယ်ဆိုရင်တော့အဲ့မိမရဲ့ချစ်သူအသက်နဲ့ရည်စားဟောင်းတွေနဲ့ပြန်လာတတ်တာမျိုးအကြုံတွေ့ရမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအိမ်တော်ကြီးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဿနာကြီးကြီးမားဖြစ်တတ်ဖို့မရှိဘူးဒါပေမဲ့ ဟိုပြောရမယ်ဆိုဒီကာလမှာပေါ့နော်မမိကနည်းနည်းလေးအမားတစ်ခုကလေးကြော်လိုက်ပြီဆိုတော့အဲ့မားတစ်ခုကိုနင်းပြီးတော့ပြက်နာတွေတက်တာမျိုးစိတ်အနှောက်အယှက်တွေဖြီးရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပင်မဲ့လည်းအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့လိုမျိုးတွေ့ရပါတယ်ဒီကာလမှာစာရွက်စာတန်းစာကျုပ်စာတန်းကိစ္စရပ်အနေနဲ့ပတ်သက်ပြီးတော့ တက်နိုင်လားပေါ့နော်မိမိနာမည်မသုံးဘဲနဲ့ရှင်းတဲ့တနာရှင်းပါမိမိနာမည်သုံးပြီးရှင်းမယ်ဆိုရင်တော့လည်းလည်းလေးပုံမှန်ထပ်ပုံလုံးနဲ့အခက်ခဲတွေပုံမှန်ထပ်ပုံလုံးနဲ့ပြက်နာလေးတွေကြုံရရဖို့ရှိပါတယ်။ဒါမိမိမှာမိမိဖြစ်လာတဲ့အခက်ခဲတွေပေါ်မူတည်ပြီးတော့ဆွေမျိုးသားချင်းတွေကမိမိကိုလာပြီးတော့ကူညီလိုက်မယ်။ကူညီမဆမှုတွေလည်းခံရတတ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတဲ့အခါကျတော့ဒီကာလမှာပေါ့နော်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုတိစောက်ဖို့ရည်ရွယ်နေရတဲ့ဆိုရင်ဒီကာလမှာဒီကာလမှာ เนาะไอ้စီးပွားရေးတခုကိုတိဆောက်ပါလောက်ပါတော့ကျွန်တော်နေနဲ့ပြောချင်ပါတယ်အဲဒီကာလမှာပေါ့เนาะအကျွေးတွေကိုဒီလမှာအကျွေးတောင်းရင်တောင်းမတောင်းရင်နောက်ဘယ်တော့မှတောင်းလို့ရမှာမဟုတ်တော့ပါဘူးအဲကြောင့်ဒီလမှာတောင်းမယ်ဆိုရင်လည်းဘလို့နီးလည်းနဲ့မဆိုတောင်းပါလို့ကျွန်တော်နေနဲ့ပြောချင်တယ်เนาะအဲ့တော့ကျမ်းပိုင်ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့မျက်စိယောဂါတွေနောက်မျက်စိနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေနောက်မျိုးအစာမားတာမျိုးအတောက်မားတာမျိုးနောက်ဆေးမားတောက်မိတာမျိုးအဲ့ဒါမျိုးတွေပတ်သက်ပြီးဖြစ်တတ်တယ်။အဲ့တော့တတကြီးကတဏှာကြီးလောက်ရှောင်ကျင်ပေးဖို့လိုအပ်တယ်။သတိထားပေးဖို့လိုအပ်တယ်ပေါ့နော်။နောက်ခုကြတော့ဒီ ဒီလမှာပေါ့နော်ဒီလတလမှာကံကောင်းစေဖို့အတွက်အစိမ်မြှောဝိစေဖို့အတွက်ရရားလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဆေးရုံဆေးကန်းတွေမှာရှိနေတဲ့အသက်ကြီးနေတဲ့လူနာအဲ့ဒီလူနာတွေကိုဆေးဘိုးတွေဆေးဘိုးဝါးကတွေသူတို့ရစားသုံးနေတဲ့ ဒီအစားတောက်တွေကိုသွားပြီးလှူဒန်းပေးတာမျိုးတို့ရဲ့ဒီတနေ့စာအခက်ခဲဒီအတွေကိုသွားပြီးကူပြီးတော့လုပ်ပေးပါမိမိတက်နိုင်တက်နိုင်လောက်လူနာတစ်ယောက်၂ယောက်၃ယောက်၄ယောက်၅ယောက်၆ယောက်ပြီးတက်နိုင်လောက်လုပ်ပေးပါပြီးရခါကျတော့ဒီအခက်ခဲတွေအားလုံးပြေပျောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုမိမိရဲ့အခက်ခဲတွေကင်းပျောက်ပြီးတော့အားလုံးအဆင်ပြေချုံ့ဝေတာပါလိမ့်မယ်အားလုံးပဲဂျုံလာမှာအဆင်ပြေချုံ့ဝေကြပါစေရလည်းကောင်းနေရရှိပါစေစိတ်ရည်ကိုကြမ်းပါခြင်းနဲ့ပြေဆုံးပါစေကျွန်တော်အနေနဲ့ဆုမတောင်းပေးလိုက်ရပါတယ်